ဘယ်လီရှိရဲ့343ကစားကွက်ကယူနိုက်တက်ထက်ပိုကောင်းတယ်လို့အမှတ်ချက်ပေးလာခဲ့တဲ့အမော်ရင်ပရိသတ်များလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇွန်ဝတင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်နေပြရိုဘင်အမော်ရင်ရဲ့ယူသားပွင့်လင်းပြီးလက်တွေ့ကြတဲ့သုံးသက်ချက်တွေကပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတယ်လို့အတင်းရဲ့လက်ရှိချင်းနေမန်ကိုလည်းမိမောင်းထိုးပြနေပါတယ်ဘယ်လစ်နဲ့ပွဲမတိုင်မီမှာအမော်ရင်ကဘယ်လစ်က3-2-1မှာဘက်ထရီနဲ့ကစားတာပဲဆိုပေမဲ့ကျွန်တော်ကစားနိုင်မတူပါဘူးအကုန်ရှင်းပြဖို့တော့ခက်ပေမဲ့ဒေတာတွေကိုကြည့်ရင်သိတာပါတယ် သူတို့ကမတူတဲ့အသင်းလဲဖြစ်သလို battery system ကိုကျွန်တော်တို့ထပ်ပို့ကောင်းအောင်ကစားနိုင်နေပါ रे ဒါပါပဲကစားမရရပြုမှုတွေပြောင်းဖို့ကတော့ချိန်လိုအပ်တာပေါ့မနေ့ကလည်းဒါပဲပြောပြီးသားပါဝင်ပတ်မှမဟုတ်ပဲနဲ့နေရာတိုင်းကကစားမရိုင်းတူတက်မှသာပြည့်စုံတဲ့ကစားပုံရပါလိမ့်မယ် evidence နဲ့ပွဲတုန်းကလည်းဒီထက်ကောင်းတဲ့ကစားပုံကိုကစားခဲလို့ရပါ रे ပွဲထဲမှာဖြစ်သွားတဲ့ဖြစ်ပျက်တိုင်းတွေကကျွင်းချက်မရှိကိုနိုင်ခဲ့တင်တာပါပွဲနိုင်ဖို့လိုနေပြီဆိုတော့စိတ်မွေးပြီးတော့အားလုံးကိုအကောင်းဆုံးပြင်ဆင်ရမှာပါပြီးတော့တွေကပြန်ပြန်လို့လည်းမရတော့ပါဘူးခက်ခဲကြတဲ့အပတ်ပါဒါပေမဲ့ရှိလာမယ့်ပွဲမှာအကောင်းဆုံးကစားဖို့ကြိုးစားတွားရပါလိမ့်မယ်ဆိုပြီးတော့ ပြောလာခဲ့တာဖြစ်ပါတယ်။အမရင်ကပဲလစ်က3-2နှစ်တက်မှာဘက်ထရီနဲ့ကစားတာပဲဆိုပေမဲ့ကျွန်တော်ကစားပုံနဲ့မတူပါဘူးလို့ဝန်ခံသွားပါတယ်။ဒါကနီစနစ်ပိုင်းဆိုင်ရာအလွန်ရေးကြီးတဲ့ချက်ဖြစ်ပါတယ်။ပဲလစ်ကနီဗျာအိုလီဗာဂလက်စနာအောက်မှာဘက်ထရီကစားကွက်ကိုချိန်တိုင်းတာတစ်ခုထိလေ့ကျင့်တိစောက်ထားပြီးဖြစ်ပါတယ်။သူတို့ရဲ့ကစားမရီဟာဘယ်ချိန်မှာဘယ်နေရာမှာရှိနေရမလဲ၊ဘယ်ချိန်မှာ pressing လုပ်ရမလဲဆိုတာကိုအလွတ်ရနေတဲ့အနေအထား automated ဖြစ်နေပါပြီ။ပဲလစ်ရဲ့ဘက်ထရီကစားပုံကရုပ်ပိုင်းဆိုင်ရာအားတံပြီးတော့ဒါရိုက်ဆန်တဲ့ drive ဖြစ်ပါတယ်။ သူတို့ကတောင်ပိုင်းနှစ်ဖက်ကိုလျင်မြန်စွာအသုံးပြုပြီးတော့ပြိုင်ဘက်ကိုဒုက္ခပေးနိုင်ပါ ರಿ ညတကတော့ Emory လက်ထက်မှာဒီစနစ်ကိုခုမှစတင်မိတ်ဆက်တာဖြစ်တဲ့အတွက်ကစားမားတွေကဘောလုံးရရင်ဘယ်ဥပေးရမလဲဆိုတာစဉ်းစားနေရတော့ thinking pace ဖြစ်ပါ ರಿ Emory က data တွေကိုကြည့်ရင်တိတာပါ ರಿ လို့ပြောတာကညတဲ့ကစားမားတွေရဲ့ပြီးနှုံးနေရာယူမှုအကွာအဝေးနဲ့ present ပြုလုပ်နိုင်မှုနှုံးတွေက playlist လောက်မကောင်းသေးဘူးဆိုတာကိုပွင့်ပွင့်လင်းလင်းဝန်ခံလိုက်တာဖြစ်ပါ ರಿ ကစားမားတွေရဲ့ပြုမှုတွေပြောင်းဖို့ကတော့အချိန်လိုတာပေါ့ဆိုတဲ့ဇာတ်က မယူကစားမရင်ဆိုင်ရတဲ့ကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပါတယ်။ညတဲ့ကစားမအများစုကတန်ဟလက်ထက်၄နှစ်၃၁စနစ်နဲ့ပဲနှစ်ပေါင်းများစွာကစားခဲ့ကြတာပါ။ခန်းစီ၄ရောက်တန်းကစားပုံနဲ့ခန်းစီ၃ရောက်တန်းကစားပုံကလုံးဝအကွဲပြားပါတယ်။ဘိုခန်းစီမှုတွေဘေးကိုကားထွက်ရမယ့်အချိန်၊ကွင်းလယ်လူတွေနောက်ကိုဆင်းရမယ့်အချိန်တွေကမတူပါဘူး။ဒီချင်းတွေကိုဖျောက်ဖို့ဆိုတာတပတ်နှစ်ပတ်နဲ့တော့မရနိုင်ပါဘူး။အမရင်းကဝင်းဘတ်မှမဟုတ်ဘဲနေရာတိုင်းကလို့ပြောပေမဲ့တကယ်တမ်းသူစနစ်မှာအသက်အဓိကကတော့ဝင်းဘတ်တွေဖြစ်ပါတယ် ဒါလုံးနဲ့မာဇာဝီတို့ဟာမူလကဖူဗက်နောက်ခံလူစစ်စစ်တွေဖြစ်တာကြောင့်တိုက်စစ်လိုက်ပါရမှာဒါမတိုက်စစ်မှုလို့ကစားမဲ့ပုံစံကိုအသားကျဖို့ရုံးကန်နေရဆဲဖြစ်ပါရီ Evident နဲ့ပွဲတုန်းကလည်းချွင်းချက်မရှိကိုနိုင်ခဲ့တင်ပါရီဆိုတဲ့ဇာတ်ကား Emory ရဲ့ San No Standard ဘလောက်မြင်ပါလဲဆိုတာပြသနေပါရီရိုးရိုးနိုင်ုံနဲ့ Emory ကမကြည်နဲ့ပါဘူးသူတို့ဂျင်နာက Dominance လွန်မိုးထားနိုင်မှုဖြစ်ပါရီ Evident နဲ့ပွဲမှာအခွင့်အရေးတွေရခဲ့ပေမဲ့အစုံသက်မတေချာမှုတွေခံစီအမားယွင်းတွေရှိခဲ့တာကိုသူမနှစ်သက်ပါဘူး ကျင်းကြံမရှိနိုင်တဲ့နဲ့ဆိုတာအတင်းတင်းရဲ့နှီးပြတယောက်ရှိတဲ့စိတ်တက်ဖြစ်ပါလိမ့်။တရားရလို့ကွင်းမကောင်းလို့ဒိုင်မားလို့ဆိုတဲ့စင်ကြီးတွေကိုသူလက်မခံပါဘူး။ဒါကကစားမားတွေကိုတောင်းယူမှုရှိစေခြင်းနဲ့ accountability လို့သဘောထားဖြစ်ပါလိမ့်။ပွဲတွေနိုင်ဖို့လိုနေပြီဆိုတဲ့စိတ်မွေးပြီးဆိုတဲ့ပြောကြားချက်ဟာလက်ရှိ Old Trafford ရဲ့ဖိအားကိုပြသနေပါလိမ့်။နှီးပြတယောက်အနေနဲ့အချိန်လိုတယ်ဆိုတာမှန်ပေမဲ့ Manchester United ဆိုတဲ့အသင်းကအချိန်ကြာကြီးဆောင်ပေးလို့မရှိပါဘူး။ Emery တိတာကကစားပုံကောင်းလာဖို့ကြိုးစားရင်းတစ်ဖက်ကလည်းရမှတ်တွေရအောင်ယူရမယ်ဆိုတာပါ။ ဒါကအင်မတန်ကတ်ခဲ့တဲ့ချိန်ခွင်ရှာညှိမှု balancing act တစ်ခုဖြစ်ပါ ರೀ ။ရှေ့လာမဲ့ပွဲတွေကကတ်ခဲမယ်လို့သူကကြိုပြောထားပါ ರೀ ။တင်းကြီးတွေနဲ့တွေ့ရမဲ့ချိန်မှာစမ်းတက်နေလို့မရတော့ဘဲနဲ့ရလက်ထွက်အောင်ကစားတော့မှာဖြစ်ပါ ರೀ ။ Ruben Morin ရဲ့ဇကားတွေကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်သူကလက်တွေ့စံနဲ့ပြင်ပြောင်းလဲသူ realistic reformer တယောက်ဖြစ်ပါ ರೀ ။သူကမန်ယူတင်းကချက်ချင်းကြီးကောင်းမလာနိုင်သေးဘူး။ Palace လောက်တောင် system ဘိုင်းမှာမကျွမ်းကျင်သေးဘူးဆိုတာကိုဝန်ခံရဲပါရီ။ကစားမရရဲ့ဂျင်ဟောင်းတွေကိုပြောင်းလဲဖို့ကြိုးစားနေတယ်။ဒါပေမဲ့ချိန်လိုရဲဆိုရဲစင်ဂျင်နဲ့ရှုံးတွေကိုလက်ခံမှာမဟုတ်ပါဘူး။ မယုပရိသတ်တွေအနေနဲ့အမရင်းရဲ့ဒီစကားကိုကြားရတာစိတ်မကောင်းစရာဖြစ်စရာရှိပေမဲ့ယောဂါကိုမမှန်ကန်ကန်ယောဂါရှာဖွေဒန်ဂနော့စ်လုပ်နိုင်တဲ့ဆရာဝန်ကမှကုသမှုကိုထိထိရောက်ရောက်ပေးနိုင်မှာဖြစ်ပါတယ်။အမရင်းလုပ်နေတာကအသင်းကိုအခြေခံအုတ်မြစ်ဖောင်ဒေးရှင်းကစပြီးတော့ပြန်ပြင်နေတာဖြစ်လို့ဒီလိုခက်ခဲတဲ့အပတ်တွေကိုကြော်ဖြတ်ပြီးရင်တော့ဘမိုကောင်းမွန်တဲ့စနစ်ကြရမန်ချက်စတာယူနိုက်တက်ကိုမြင်တွေ့ရနိုင်ကြောင်းပါခင်ဗျာ။ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရမြတ်။